ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျဖုတ်ဘောကင်းကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ကလပ်ခမဖလားပြိုင်ပွဲမှာတော်ဝင်သားတွေနဲ့လူခြေစွမ်းပြနေတဲ့လူငယ်လေးတဦးလူငယ်တွေကစူးစမ်းကြလူငယ်တွေရှိသလိုဟိုလိုဒီလိုနဲ့ရောင်းဝါလုံးကြလူငယ်လည်းအများကြီးရှိပါတယ်အနာဂတ်ဆိုတာဘာမှမသိတဲ့လူငယ်တွေရှိသလိုနာကြီးစဲတွေနဲ့စူးစမ်းနေကြလူငယ်တွေလည်းအများကြီးရှိနေကြတာဖြစ်ပါတယ်တချို့တွေက plan တွေရှိသလိုအနာဂတ်မှာဘာလုပ်မယ်ဆိုစိတ်ကူးနဲ့စူးစမ်းနေတဲ့မျိုးတွေကိုမြင်တွေ့နေကြတာဖြစ်ပြီး တချို့နေရာအနာကမှာဘာဖြစ်ချိန်မှလည်းမသိသလိုဘာပဲဖြစ်ဖြစ်ဖြစ်လာတော့မှဖြစ်လာတဲ့အလျောက်ဆိုရင်လူငယ်တွေလည်းအများကြီးပဲမြင်တွေ့နေကြတာပါဘောလုံးလောကနဲ့ပတ်သက်ပြီးတော့လည်းတချို့သောလူငယ်ကစားမတွေကအတူစရာကောင်းသလိုသူတို့ရဲ့စူးစားအထုံးမှုတွေကချီးကျူးစရာကောင်းနေကြတော့လည်းမြင်တွေ့ထားပါလိမ့်ဥမာပြောရင်ဘာစရာတဲ့လူငယ်ကစားမလေးလမိုင်းရမဲဟာလူငယ်အတွက်အတူစရာကောင်းတဲ့လူငယ်ကစားမလေးတယောက်ပါပဲကျောင်းစာတစ်ဖက်ဝါသနာတစ်ဖက်နဲ့သူရဲ့အနာဂတ်ကိုသူကရိုင်းထူးဆစ်ပုံဖော်နေကြတော့မြင်တွေ့ထားတာဖြစ်ပြီးအဲ့လိုစူးစားမှုကြောင့်လည်းစပိန်သားလူငယ်ကစားမလေးကကုဆိုရင် အောင်မြင်တဲ့လူငယ်ကစားမလေးဖြစ်နေမြင်တွေ့နေခဲ့တာဖြစ်ပါတယ်။ဘာစရာတဲ့လူငယ်ကစားမလေးကကူဘာ18နှစ်ပြည့်လို့၁၈နှစ်အတွင်းသာရှိနေခဲ့တာဖြစ်ပြီးတော့သူ့ရဲ့ကြိုးစားမှုနဲ့အောင်မြင်မှုကလုံးဝအံ့အားသင့်စရာကောင်းနေခဲ့တာပါ။သူ့လိုရွယ်ကားဆိုရင်မက်ဆီ၊ရော်နယ်ဒိုနဲ့နေမာတို့ဟာဘာမှလုံးဆောင်ပြနိုင်ခြင်းမရှိသေးလို့အောင်မြင်မှုဆိုတာလည်းရေရာမရှိရသေးတဲ့အရွယ်ပဲဖြစ်ပါတယ်။ဒါမဲ့လမယားမဲကတော့စွမ်းဆောင်ကောင်းတွေကိုပြသထားခဲ့တယ်လို့အသက်ငယ်လေးနဲ့ဘာစရာတဲ့တိုက်စပိုင်ဦးဆောင်နေခဲ့ရတဲ့လူငယ်တိုက်စစ်ကစားမဖြစ်နေပြင်တွေ့နေခဲ့တာပါ။လမယားမဲကဘာစရာတဲ့နဲ့ဒူးတောက်ပါလာခဲ့တယ်လို့မျိုး အခုလည်းဘာစရာတဲ့မှာပြိုင်ဘက်အသင်းဖြစ်တဲ့ရီယယ်မက်ဒရစ်အသင်းရဲ့လူငယ်တိုင်းဆူမလေးတယောက်ကလည်းနီးပါးသည့်ဇာဗီလွန်ဆိုရဲ့လောက်မှာတောင်းပါလာခဲ့တော့မိတွေ့နေခဲ့တာဖြစ်ပြီးရီယယ်မက်ဒရစ်ကမ်ဘီကနေထွက်ပေါ်လာခဲ့တဲ့အဆိုပါလူငယ်တိုင်းဆူမလေးဟာလက်ရှိကလပ်ကဖလားပြိုင်ပွဲမှာရီယယ်မက်ဒရစ်သင်းတဲ့သူစွမ်းဆောင်ကောင်းတွေကိုပြသနေခဲ့တာဖြစ်ပါတယ်။သူနာမည်ကတော့ဂွန်ဇာလိုကာစီယာဖြစ်ပြီးတော့အခုမှအသက်က27နှစ်တာရှိနေပါသေးတယ်။အိုင်ဘတ်ခွန်ရှိကိုဝမ်နိစ်ဘတ်တို့ကိုနိုင်ငံတကာပေါ့ချီတိုင်းဖုတ်ဘောကိမှာကစားလို့ရပါပြီ။ One Expat အကောင့်ဖွင့်သူတိုင်း promo code FBK ခွန်သုံးလုံးကိုအသုံးပြုပြီးတော့တရားခိုင်နှုန်း bonus ရယူကစားလို့ရအောင်လဲသတင်းပေးပါစေ။ Football game မှာကစားချင်တဲ့ဆိုတော့ဖုန်းနံပါတ် Viber 39633လုံးခွန်သုံးလုံး93လုံးကိုဆက်သွယ်နိုင်လို့ comment တွေမှာချပေးထားတဲ့ Telegram link ကိုလည်းလောက်အောင်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။အတွေ့အကြုံပိုင်းတချို့ကလိုအပ်နေသေးတယ်ဆိုပေမဲ့လက်ရှိကလပ်ဘလားပြိုင်ပွဲမှာပြသထားခဲ့တဲ့ကာစီယားစွမ်းဆောင်ရင်ပိုင်းကလာမယားဒီလာလီကမှာအာဂွာရာပြုကျင်စရာကောင်းနေခဲ့တာပါ။ဇာမီလွန်ဆွဲလောက်မှာလူငယ်တိုင်းစမိုလီဂွန်ဆာလိုကာစီယားက အတော်လေးကိုခြေစွမ်းထလာတော့မြင်တွေ့နေကြတာဖြစ်ပြီးကလပ်ကဘာဖလားပြိုင်ပွဲမှာရီယယ်မက်ဒရစ်အသင်းအတွက်ပါဝင်နိုင်ခြင်းမရှိတဲ့အမ်ပါပေရဲ့နေရာမှာစပိန်သားနီးပြလူငယ်တိုင်းစမူဂွန်ဆာလိုကာစီယာကိုအုပ်စု၃ပွဲစလုံးပွဲထုတ်ထားခဲ့တော့မြင်တွေ့ကြရပါတယ်။ဆိုပါ၃ပွဲစလုံးမှာဂွန်ဆာလိုကာစီယာရီယယ်မက်ဒရစ်အသင်းနဲ့တူဂိုးပိုင်ပတ်သက်မှု၃ချိန်ရှိခဲ့ပြီးတော့နှစ်ကိုးသွင်းကတစ်ချိန်ဖန်တီးထားနိုင်ခဲ့တော့မြင်တွေ့ထားရတာဖြစ်ပါတယ်။ဂွန်ဆာလိုကာစီယာရီယယ်မက်ဒရစ်အသင်းရဲ့အကယ်ဒမီကနေပေါ်ထွက်လာခဲ့တဲ့ဂျေဝင်းကစားမတအူးဖြစ်ပြီးတော့လူငယ်အသင်းမှာလည်းအသက်ပိုင်းခြားလိုက်အသင်းကောင်းဆောင်ဖြစ်ခဲ့သူလည်းဖြစ်ပါတယ်။ နီးပြားသေးဖြစ်လာတဲ့ဇာဗီလွန်ဆိုတာရီယယ်မက်ဒရစ်ရဲ့တာဝန်ရှိသူတွေကိုဟိုဆေးလူလိုတိုင်မျိုးနဲ့တိုင်းစမှုတောက်လိုချင်တယ်လို့တောင်းဆိုထားခဲ့ပြီးအမ်ဘာပေရဲ့ဒုတိယဦးစားပေးဖြစ်တဲ့ကစားနိုင်တဲ့တိုင်းစမှုမျိုးလိုချင်တယ်ဆိုပြီးတော့တောင်းဆိုထားခဲ့တာဖြစ်ပါတယ်အလွန်ဆိုတာတိုင်းစမှုညမှာအမ်ဘာပေရှိရဲဆိုမဲ့လေဘောက်စင်မှာရှိစဉ်က Boniface လိုမျိုး profile ရှိတဲ့တိုင်းစမှုတူတော့လိုအပ်နေသေးတယ်လို့ယူဆထားခဲ့တာပါအခုတော့ကလပ်ကဖလားမှာကွန်ဆာလိုကာစီယာပြသတာတဲ့စွမ်းဆောင်ရာအလွန်ဆိုတောင်းဆိုရတဲ့နံပါတ်9ရိုးကိစ္စကိုမေးပြောက်စေပြီး၂၁နှစ်သားလူငယ်တိုင်းစမှုရဲ့ယုံအားတိုးအားအဆုံးသတ်နိုင်စွမ်းနဲ့အကွက်ကြကြရွေးရှားမှုတွေဖြင့် အဲဒီလဲဆဲပတ်တို့လိုအသင်းတွေနဲ့ကစားခဲ့စဉ်ကပွဲစဉ်မှာလဲသွင်းယူခဲ့တဲ့အဆုံးသတ်ဂိုးတွေဟာလွန်ဆိုတဲ့သဘောကျစရာဖြစ်နေကြတာဖြစ်ပါတယ်။စုံလင်ကြီးပြတော့အားလုံးကိုကျေးဇူးတင်ပါခင်ဗျာ။